ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲမင်္ဂလာပါဗျဆော့ကော့ဖ်နေပြီးတော့ကြိုဆိုလိုက်ပါရအခုတင်ဆက်ပေးမယ့်အစီအစဉ်ကကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေ့ညရောင်ကရှင်ပြိုင်ထိုးတက်ခဲ့ကြတဲ့1 Friday Fight 130မှာမြန်မာ Fighter ရဲ့တွဲဆိုင်နေဖြစ်တဲ့ဒီကျွန်တော်တို့ Super Agent တွဲဆိုင်ပေထိုးမင်းအောင်ရဲ့တွဲဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲပြီးသုံးသက်ချက်ကိုပြောမှာပါအဲဒီအစီအစဉ်မှာတော့ပွဲပြီးသုံးသက်ချက်ဆိုတာထက်မြန်မာကစားသမားတွေရဲ့အလားအလာနဲ့ဖြစ်စဉ်တွေပေါ့ကိုစိုးညီကနေပြီးတော့သူ့ရဲ့အမြင်နဲ့ပူးတွဲသုံးသက်ပေးသွားမှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးရေ ဟုတ်ကဲ့ကိုဒီ Super Giant ကတော့အမှတ်နဲ့ရှုံးတယ်ထွန်းမင်းအောင်ကတော့နိုင်တယ်ပြောမှဆိုရင်ဒီ Fighter ကသူနိုင်ဝဲပြန်ရတဲ့အတွက်ယုံကြည်မှု ိုးွားတဲ့ပုံစံတွေကိုလည်းတွေ့ရတယ်ပြီးသူချီးကျူးကြရှိတဲ့လူတွေကျေးဇူးတင်ကြရှိတဲ့လူတွေပြီးသူနဲ့အတူတွဲလက်ချင်းပေးခဲ့တဲ့လူတွေအကြောင်းနောက်ဆုံးကျွန်တော်တို့ဒီ World Championship CEO Chat Tree အထိပါကျေးဇူးတင်စကားသူပြောသွားတာတွေ့ရတယ်ဒီပရိသတ်ကိုင်းထဲမှာရှိတဲ့ပရိသတ်တွေကလည်းထုံးမင်းအောင်ကိုတော်တော်လေးတောင်းတောင်းဖက်ဖက်နဲ့အားပေးခဲ့တာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ထုံးမင်းအောင်ပွဲကိုပဲစပြောအောင်ကိုဒီထုံးမင်းအောင်ရဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှော်လင့်ထားတာက ကျွတင်စင်ကထားတာတော့ဒပိုင်းပေါ့နော်ရက်လက်ထွက်သွားတာဒပိုင်းပေါ့အဲထုံးမဲ့ကကစားပုံအခုဘယ်လိုမြင်လဲကိုတိုးတက်လာလားပြီးရင်ဘာတွေအပြောင်းလဲဖြစ်လာတာရှိလဲကိုပြောင်းလဲဖြစ်လာတဲ့အပိုင်းလေးတွေကတော့တိတ်အများကြီးလုံးမတွေ့မိဘူးဒီကတော့သူကပ်ကိုလောအောင်သူအရင်ကပ်ကြကြနေတာလေးကိုလည်းနည်းနည်းသတိထားပြီးကပ်တင်တယ်။ဒါမှမဟုတ်သူလည်းနည်းနည်းတစ်ချက်နှစ်ချက်တော့အကန့်ခံရတာမျိုးလေးတွေတွေ့ရတယ်။အပြောင်းလဲတော့တိတ်ဒီတိတ်ပြီးတော့ထူထူကြကြပြောင်းလဲသွားတာတော့ အတွေ့ရဘူးဒါပေမဲ့သူဘာလဲဆိုတော့ဒီပွဲမှာရင်ပွဲတွေနဲ့မတူတာသူ့ရဲ့သူဘာကောင်းလဲဆိုတာသူသိတယ်သူဘာကောင်းလဲဆိုတော့ခုနဒီပြပြောင်းလက်သေးတွေပွဲပြီးသွားတဲ့ဟာတွေအဲ့ဒါတွေသူကောင်းလဲသူအားသာလာတယ်အဲ့ဒီသူ့ရဲ့အားသာချက်ကိုသူမမိရရသုံးချနိုင်တယ်ဒီသူမရတဲ့အပိုင်းတွေကိုအတင်းလိုက်ကြိုးစားနေတာမျိုးမဟုတ်ဘဲနဲ့သူပိုင်နိုင်တဲ့အပိုင်းကိုပဲအဓိကထားပြီးတော့ကစားသွားတယ်အဲ့ဒါကြောင့်လေသူဒုတိယအချိန်မှာအလေထိုးနေနိုင်ပါတယ်လို့ထင်တယ် ဟုတ်ကဲ့သူအာတာချက်ကိုပပိုင်နေတဲ့အတုံးချရတယ်ဆိုရင်အခုပြောတော့လေသူအာတာချက်အတုံးချတဲ့အပိုင်းလေးကိုတစ်ချက်လောက်အသေးစိတ်ထပ်ပြီးရှင်းပြပေးနိုင်မလားဟုတ်အသေးစိတ်ကိုလေးဒီကိစ္စကိုအသေးစိတ်ပြောခြင်းနဲ့ဘာလို့လဲဆိုတော့ဒီမြန်မာကစားသမားတွေကိုတို့ဒီဝမ်ချမ်ပီယံရှစ်ကိုတာကစားတဲ့အချိန်တွေမှာဒီကကြုံတဲ့ပြဿနာကဘာလဲဆိုတော့ဟိုပြဿနာလို့လည်းပြောလို့ရတယ်အိမ်မဆိုးလို့လည်းပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီ habit အကန့်ခံရတာလေး ဟုတ်ကဲ့တက္ကကံခံလို့ကိုလူရှုံသွားတာ၄နှိမ်သွားတာ၄အထိနာသွားတာ၄အများရှိတယ်ဘယ်ရလေးစားလဲဆိုတိတိဝင်လိုက်လဲခွန်ဆုပ်ွယ်တိတိဝင်လိုက်ဟူဒီဟက်ကစ်ခွန်ဆုပ်ကံသွားတယ်ဒီအမှတ်စင်တွေရိခံရတယ်နောက်ပြီးဒီထွမင်းအောင်ကိုတိုင်းလဲသဟသဟီဒီနဲ့ပွဲတော့မှဒီဟက်ကစ်ကြောင့်လဲသူဂျိုးဝိုင်းလဲမှာလုံအောင်မှောက်သွားတယ်နောက်ပြီးတော့လောလောလတ်လတ်ပြီးသွားတယ်အဲမွေပွဲအဲမွေပွဲမှာဆိုရင်လဲဒီဒီခရိုင်ရဲ့ဟက်ကစ်တွေကအဲမွေကိုအများကြီးဒုက္ခပေးသွားတာမျိုးတွေ့ရတယ် ော့ဆိုလိုချင်တဲ့တိပ္ပံညီလေးကကိုလိုရွေးရလဲဥပဒေသမားတွေဒီကံကြပ်ပိုင်းနေမှာဒီမွေထိုင်းကိုမွေထိုင်းနေကိုမမီဘူးပေါ့နော်မမီဘူးပြီးွားလို့ရှင်ဒီကံကြပ်ပိုင်းကိုဒီဖန်လုတ်တဲ့နေရာမှာပြန်တုံးပြန်တဲ့နေရာမှာလည်းအားနဲ့ချက်လေးတွေကိုလိုရွေးရလဲဥပဒေသမားတွေမှာရှေ့ပွဲတွေမှာတွေ့ခဲ့ရတယ်အဲဒီလိုအနေထားမျိုးကိုဒီပွဲမှာထုံးမအောင်အားဖြည့်ရှင်းွားတယ်လို့ကိုမြင်တယ်ဘာကြောင့်လဲဆိုတော့ဟက်ကစ် တန့်လို့ရှိရင်ဘယ်လိုတုံးပြမလဲဆိုတော့ဒီပြည်တွင်းမှာလည်းရိုးရိုးလေးဝိဆရာတွေတင်တာကိုကြားဘူးတယ်တွေ့ဘူးတယ်ဟုတ်ကဲ့ဘယ်လိုရိုးရိုးရှင်းနေမှာဘာလို့လဲဆိုတော့ဟက်ကစ်ကန်ပြီဆိုတာနဲ့ဟို distance ကိုရှေ့ကိုဒီ step ကိုတစ်ပွားလောက်ရှေ့တိုးလိုက်တာလေဟက်ကစ်ကန်တဲ့ဟာ damage ကရော့သွားမယ်ကန်လာပဲဖြစ်ဖြစ်ထိုးလာပဲဖြစ်ဒီတကယ် damage ကဒီအချားပိုင်းမှာရှိတာလူက position ရှေ့ကိုတလှမ်းတလှမ်းမှုတစ်ပွားလောက်လေးတိုးလိုက်တာနဲ့ဒါလောက်လောက်ဖြစ်သွားတယ်ထိကြကဟုတ်ကဲ့ဟုတ်ကဲ့လောက်လောက်ဖြစ်သွားမယ် damage ကျော့သွားမယ်ဂလောင်းလောင်းလိုက်ချင်း damage ပိုရောမယ်ဒီနေရာလောင်းလိုက်ချင်း damage ကမှပါတော့ဖြစ်သွားမယ်အဲ့တော့ဒီ hack kit တို့ rocket တို့ကန်တဲ့အချိန်တွေမှာဘာလို့ခိုင်းလဲဆိုအရင်ကကြတော့ဝင်ဖို့ခိုင်းလားခိုင်းမယ်ခိုင်းဝင်လို့ခိုင်းလားဝင်သူ့ကန်ကိုထိုးဒါမှမဟုတ်သူ့ကန်ကိုကန်တိုင်ကန်ဆိုင်ကန်လုံးဝလုံးမဟုတ်ရင်တိုင်မကန်ဝင်ထိုးဒီပွဲမှာသုံးမဲအောင်လို့ဝါလာလဲအဲ့ဟာပဲဘာလို့လဲဆိုတော့ဒီထိုင်းကလန်ကချက်ပတ်ကန်လိုက်တဲ့ချင်းသူဒီ ဒီသူ့ခြေဖို့တပွားလာလောက်လေးပဲ distance လေးကိုရှေ့တိုးလိုက်တယ်ရှေ့တိုးလိုက်ပြီးတော့ခင်လည်းထိုးကြတယ်ပထမတလုံးအရင်သားထိတယ်ဒါပေမဲ့ဂျောတဲမကြည့်ဘူးအဲ့ချိန်မှာထပ်ဘက်ကထက်ကန်တယ်ထက်ကန်တဲ့အချိန်မှာသူအဲ့ပုံတန်တိုင်းပဲထပ်ထိုးတယ်ထပ်ထိုးတော့ဒဲထိတယ်ဒဲထိပြီးဖြန်နိုင်မှာကြတယ်ကိုမြင်လာတော့ဒီထုံမဲအောင်နိုင်လာကိုဝမ်းတာတဲ့အပြင်ကိုလူမြန်မာလေးကိုဒုက္ခပေးနေတဲ့ဒီ hack pick ကိုထုံမဲအောင်ဖြေရှင်းသွားတာပေါ့ဖြေရှင်းသွားတဲ့ပုံကန်လေးကလှတယ်တိတ်တက်တယ်ဒီတစ်ခုဖွက်လာတယ်လို့ကိုမြင်မိတယ်အဲ့ပုံမှာ အားလည်းတော်တော်လေးအားရကျေနပ်မိတယ်ဟုတ်ကဲ့ဒီခြေကံကျက်အကြောင်းပြောရတာပေါ့နော်ခြေကံကျက်တစ်ခုဖြစ်ဖို့ပေါ့နော်ပြီးပြည့်စုံတဲ့ခြေကံကျက်တစ်ခုဖြစ်ဖို့ကတော့အများကြီးခက်တယ်ပေါ့သူမွေထိုင်းလုံကစားနီးမှာတော့ဒီဘယ်နေရာနေဘလို့အခြေအနေနဲ့ဝင်လာမလဲဆိုတော့ပိုပြီးခက်မှန်းရခက်တယ်သူတို့ရဲ့ full web တွေပြီးရင်ဒီ body နဲ့ပတ်သက်တဲ့ဒီကျွန်တော်ဘယ်လို body balance တွားတဲ့ပုံစံအခြေအနေတွေရပါတော့နော် time နေရာတော့ဒီနေရာမှာ memory တက်ဆိုင်လို့ရှိရင်အများကြီး ဟိုကာမိုကန်ဒီအများကြီးနှိစနစ်တွေထွက်တယ်ပေါ့အဲ့ဒီအခြေအနေကိုထုံးမအောင် ဖြေရှင်းနိုင်တယ်လို့မြင်တဲ့အတွက်လည်းဒါဘယ်လိုလဲကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုဖြစ်တယ်လို့ဒါပြောလို့ရမှထင်တယ်အဲ့တော့ထပ်ပြီးသိကြတာထုံးမအောင်ရဲ့အလားအလားပေါ့နော်ဘဒီဖိုင်တာကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီအခြားလဝိတ်သမားတွေထက် အများကြီးကောင်းမွန်တဲ့အခြေအနေတွေသူ့မှာရှိရဲအဆစ်အပေါင်းအရာအမပင်ပါဝါစတမနာအဲ့ ဘယ်သူလေ့ကျင့်နေတဲ့သူတွေရောဗောနော်ဘယ်သူဘွေးဖွားခြင်းမလာတဲ့ပုံစံရောအဲ့တော့ဖမင်းအောင်ရဲ့အလားအလာကိုအကိုဘယ်လိုမြင်လဲခင်ဗျအနာဂတ်မှာဗောနော်ဒီသူဒါအခုလက်ရည်အတိုင်းအခုနိုင်ဝဲဒီအတိုင်းလာဆက်ပြီးတော့ထိန်းသွားနိုင်မယ်ဆိုရင်ကိုထင်တယ်ဆိုရင်အပြီးမှာနောက်ထပ်စာရုပ်ရလာနိုင်တဲ့ကသာသမားဖမင်းအောင်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ဒီတပွဲလောက်နိုင်လာနေဒီလိုထားပြောမယ်ဟာမင်းတို့ကနိုင်ရောပြောလဲရှုံးလို့ရှိရင်တော့တမျိုးနိုင်ရောတမျိုးလို့လုံးပြောကျင်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ဒါကြောင့်လဲဆိုတော့1နေနဲ့ကြတော့ ီကစားသမားတရားကိုစာချုပ်ပေးခြင်းမပေးခြင်းဆိုတာကို့အမြင်ကနိုင်မွေးကြီးရတာမရတာတခုရဲ့ဘက်မှာမူတည်တာမဟုတ်နိုင်မွေးကြီးရပြီးတော့စာချုပ်မရတဲ့ကစားသမားတွေရှိတယ်ဒီမြန်မာတွေဆိုဆိုရင်လည်းစွန်ရက်တို့ရှိတယ်နောက်မြန်မာမှမဟုတ်ပါဘူးရုရှားကစားသမားတွေရှိတယ်သူတို့ရဲ့အင်ရှင်ထိုင်းကစားသမားတွေတောင်မှဟို၃လေးပွဲလောက်နိုင်ထားပေမဲ့စာချုပ်မရသေးတဲ့ကစားသမားတွေရှိတယ်ဟုတ်ကဲ့အဲ့တော့သူတို့ကကိုမြင်လာတော့သူတို့တည်နိုင်မွေးတစ်ခုတည်းပေါ်မှာကြည်တာမဟုတ်စာချုပ်ပေးခြင်းမပေးခြင်းဟာဒီ performance performance ဆိုတဲ့နေရာမှာဘယ်လောက်ထိပြည့်တက်ကိုဆွဲခေါ်နိုင်လဲပြည့်တက်ကိုဘယ်လောက်ထိဖော်ပြမှုပေးနိုင်လဲဆိုတဲ့အချက်တွေကိုသူတို့ကြည့်တယ်။ဘယ်အကြည့်ကောင်းလားအဲ့ဒါပထမတစ်ချက်ပေါ့နော်။နောက်ပြီးသွားလို့ရှိရင်ဒုတိယချက်ကဒီကစားသမားကိုဝန်းရံထားတဲ့ပြည့်တက် fan base ဘယ်လောက်ထိရှိလဲအဲ့ပေါ်မှာကြည့်တယ်။အဲ့တော့ဒီထွန်မြောင်ဘက်ကိုကိုလိုပြန်လဲအောင်ထွန်မြောင်ဒီခုနပြောတဲ့ချက်နဲ့ချက်မှာသူ့သားနိုင်ပွဲရခဲ့မယ်ဆိုသူ့ရဲ့ကစားဟန်ဒီသူ့မလဲကိုလည်းထိုးတယ်ပုံစံမျိုးဖော်ပြမှုပေးတာ အဲ့တော့ဖန်မပါဆက်မယ်ဟုတ်ကဲ့အရင်ပွဲတွေမှာကြည့်ရင်လည်းဒီတိုင်းပဲဟာဒီနဲ့ပဲជីជីရှေ့ကဒီ BNF fighter နဲ့ပဲជីជីပထမဆုံး Russia fighter နဲ့ပွဲပဲជីသူ့ရဲ့ထိုးဟန်ဒီကုမြင်တာဝမ်းကြိုက်တဲ့ထိုးဟန်မျိုးဖြစ်တယ်အဲ့တော့ပထမအချက်နဲ့သူပြေဆုံးတယ်ဒုတိယချက် fan base သူ့အတိုင်းသူ့ပံ့ပိုးပေးတယ်သူ့ဝိုင်းရံထားတဲ့အတိုင်းပဲကုမြင်တာတို့ထုံးမအောင်ပိတ်တဲ့အရာများဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုအဲ့ဒီတုန်းကထုံးမအောင်ပွဲစဉ်မှာ လက်မှတ်မရလို့ဆိုပြီးပြန်သွားတယ်မြန်မာပြည်သက်တွေအများကြီးရှိခဲ့တဲ့လူတော့ကြားမိတယ်ဟုတ်ဒါကိုသူတို့ထွန်းမအောင်လို့ကိုယ်တိုင်လည်းလက်မှတ်တွေဝေရာမျိုးတွေလည်းလုပ်ပေးခဲ့တယ်အဲ့ဒီကြားလေးကနောက်ပိုင်းမှာဆိုရင်လက်မှတ်မရလို့ပြန်သွားတဲ့ကစားသမားတွေမြန်မာဟိုဟိုကစားသမားတွေအောင်ဖြစ်တယ်ပြည်သက်တွေမြန်မာပြည်သက်တွေအများကြီးရှိခဲ့တယ်လို့လည်းကြားခဲ့ရတယ်အဲ့တော့အဲ့တော့ဝမ်းလိုချင်တဲ့အချက်လေးနှစ်ခုလုံးထွန်းမအောင်မှာရှိရှိဟုတ်ကဲ့ထွန်းမအောင်လိုအပ်တာတစ်ခုပဲခုနိုင်ပွဲလေးတွေစပ်ဖို့ ခုဒီ performance ကိုစက်ထိန်းထားနိုင်မှာလိုင်မလေးမျိုးကြီးစက်ဖို့ဆိုတဲ့နေရာမှာလဲကိုမြင်လာလို့ထွန်းမြောင်သည်နောက်အတက်ရွယ်ရလဲ20မပြည့်သေးဘူးအဲ့တော့လုံးမယ်ဆိုရင်လုံးလို့အများကြီးရသေးတယ်နောက်ညီလေးကညီလေးကောင်းထက်ပြောသွားတယ်လို့လည်းသူ့ကိုဝိုင်းရံထားတယ်လောက်ဝေးအတိုင်းပေါ့ဟာဒီထွန်းထွန်းမဲသွားလဲမြန်မာပြည်ရဲ့အကောင်ဆုံးမြန်မာပြည်ရဲ့ champion ဖြစ်လုံးဝရက်တည်ခဲ့တဲ့ကစားလားထွန်းထွန်းမဲရှိတယ်ပြောလို့ရှိရင်ထွန်းမဲနိုင်လို့ရှိတယ်ဟောသူ့ကိုလည်းထွန်းမဲနဲ့ထက်ရှိသေးတယ်ဟောပြီးတော့သူတို့မှာ ဒေချင်းစရာနေရပြည့်စုံလဲသူတို့ချင်းရှိတယ်ပြီးွားရင်ဆရာမောင်ဦးထက်ရှိသေးတယ်စပါတင်ဆွဲမဲ့ဆိုလို့ရှိရင်လဲစပါတင်ဆွဲဘက်ကမရှားဘူးနောက်ဆုံးကန်တင်လို့လာရပြည့်စုံနေတဲ့အနေအထားမျိုးမှာတွေ့ရတယ်အဲ့တော့ဒီပါဖို့ဒီပေါ်မှာပါတီအားကစားပေါ်မှာသူအပြေးွားဆက်ပြီးတော့စိတ်ကိုနှစ်မြုပ်ထားဖို့ရယ်သူဆက်ကြိုးစားဖို့ဆိုတာရယ်အဲ့ဒီပိုင်းလေးတွေကိုသူဆက်လုပ်သွားနိုင်မယ် ဒီနိုင်ပွဲတွေလည်းဆက်ပြီးတော့အခုလိုယူနိုင်မယ်ဆိုရင်တော့ကိုထင်ပါတယ်ဝမ်းမှာအောင်မြင်ဆုံးကစားသမားတယောက်ကထွန်းမြအောင်ဖြစ်လာနိုင်တယ်လို့ယုံကြည်မိတယ်။ဟုတ်ကဲ့ကိုဟိုထွန်းမြအောင်ကြောင့်ဖြစ်ပေးရတဲ့သဘောချဖို့အကောင်းတယ်။သဘောချအောင်လို့ဆိုတာဒါပိတ်တဲ့လက်ခံနိုင်တဲ့အမြင်လည်းဖြစ်ဖို့များတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ဒီ sorry ထွန်းမြအောင်ကပြီးခဲ့တဲ့၃ဘွယ်အခု၄ဘွယ်မြောက်ပေါ့နော်။တောက်လျှောက်ထိုးလာတဲ့အချိန်မှာသူ့ဝိတ်ကတဖြည်းဖြည်းနဲ့တက်လာ။ဒါဆိုလို့ရှိရင်ဒါကျွန်တော်၁၆၀ရမ်းမှာထိုးရတာ။ လားမသိဘူးเนาะ160တော့ဖြစ်ဖို့မရအခုရ wicket ပိုင်းနဲ့ပတ်သက်ရအခုမြင်ဘယ်လိုရှိလဲဗျဟုတ်တယ်160မှာဟုတ်ကဲ့ကိုကိုကတော့ကိုအမြင်ကတော့တက်လက်နေမှာဒီ physical ban advantage ယူခြင်းလေထုံးမရအောင်အရင်မောင်းရတာအခုသူထိုးတဲ့160တန်းမှာသူကလူကောင်းမသေးသလိုမျိုးဖြစ်နေတာတကယ်လို့သူဒီတက်ကိုပြီးချနိုင်ခဲ့မယ်ဆိုရင် wake up ကိုပေးစားဆနေတကြလေဒီတက်ကဥမာ mental wake line လောက်ထိသူဆင်းနိုင်ခဲ့ရင်သူပို့ပြီးတော့ advantage ရမယ်ကိုအမြင်ကတော့ကိုကောင်းသွားမယ်အဲ့လိုမျိုးတော့ရှင်းတယ် ။ဘာဖြစ်လို့လဲဆိုရင်အခုသူထိုးသွားတာသတ်သတ်ချင်ပထမဆုံးပွဲပွဲစဉ်လေးဒီဖက်သာဝင်းနဲ့ထိုးတယ်155ပေါင်တန်းနှစ်ပွဲထိုးတယ်ပထမဆုံးပွဲနှစ်ပွဲ။တတိယပွဲမှာကြတော့သူ158ပေါင်ကတ်စရိတ်ထိုးတယ်။အခုပွဲက160ထိုးတယ်။ဟုတ်ကဲ့။ဒါကလည်းတစ်ဖက်ကပြင်တော့သူ့အနေနဲ့ဝေးချရတာနည်းနည်းပူလွယ်တာပေါ့။155ပေါင်ကိုချရတာလည်းစားရင်160ကိုချရတာသူ9ပေါင်တက်တာတဲ့ကဲသူပြင်မှန်မှုလေးတော့လည်းလည်းရောတာတစ်ခါကြည့်ရင်တော့ပြန်ကောင်းတယ်ဒါပဲဘယ်လိုပဲပြောဖြစ်ဒီမှာရှက်အမှားကတော့ဘောက်ဆင်မဲဖြစ်ဖြစ် USC ပဲဖြစ်ဖြစ်ဟို MMA ပဲဖြစ်ဖြစ် weight ကက်အများဝိတ်ကက်ကိုလုံနိုင်တဲ့လောက်လှူထားခြင်းစီ physical advantage ရတယ်လို့ကိုကတော့ယူဆတယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့မဲ့အောင်တွဲဆိုင်အကြောင်းပြောခဲ့ပြီးပြီเนาะဦးစူပါယူဂျန်တွဲဆိုင်နဲ့ပတ်သက်ပြီးတော့တွားကျင်တယ်အဲ့တော့စူပါယူဂျန်ကဒီပွဲမှာအမှတ်နဲ့ရှုံးသွားတယ်ဆိုတော့ဒါအမှားများလို့ပေါ့အမှားလုတ်ခဲ့လို့ပဲလို့ကျွန်တော်ကတော့ကျွန်တော်တူရဲအမြင်အရရှိအဲ့တော့ဟိုစူပါယူဂျန်လုတ်ခဲ့အမှားတွေကဒီပွဲမှာဘယ်လိုပုံစံမျိုးတွေလဲတိတအောင်ပြပြပေးလို့ရနိုင်လား ကိုကတော့ညီလေးရဲ့ဟိုအမြင်တော့သူညီမတူမယ်ကိုကတော့ဒီပွဲစဉ်မှာသူပါရေချမ်းမှားတာအမှားများတယ်လို့တော့သိပြီးတော့မပြောချင်ဘူးဟုတ်ကဲ့အဓိကတော့ဘာပါလဲဆိုတော့ physical ပိုင်းကွာဟားမှုကြောင့်ရှုံးသွားတယ်လို့ပဲဒီပွဲမှာမြင်တယ်ဒီပထမဒီဒီစူပါရေချမ်းပွဲကိုကြည့်ပြီးတော့စူပါရေချမ်းပွဲပြီးသွားတဲ့အချိန်မှာကိုရဲ့စိတ်ထဲကိုကိုရဲ့အတွေးတွေကိုဝင်လာတယ်ပထမဆုံးအတွေးကဘာလဲဆိုတော့ဘယ်ပွဲလဲဆိုတော့ ရော်နီကာနဲ့ဗီရာရောရဲ့ကွယ်ဟုတ်ကဲ့ဦးခံစားမိတာဗရော်နီကာဗီရာအော်ပွဲဥဒ္ဓမှာရှုံးသွားတဲ့ပုံစံမျိုးနဲ့100%မဟုတ်တော့အောင်သူ့ပါကြေချမ်းမူကစီတိုကိုရှုံးတဲ့ပုံစံဒီ80ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်များတူလားလို့ခံစားမိတယ်ဒီခေတ်မှာတွေးလိုက်မိတယ်ဗရော်နီကာဒီလည်းဗီရာကိုပထမအချိန်မှာသာတယ်ဒုတိယအချိန်နဲ့တတိယအချိန်မှာအမတ်ကြီးပြန်ပြေးရပြီးတော့သူရှုံးသွားတယ်စူပါကြီးချမ်းဒီလည်းမူကစီတိုနဲ့ပွဲမှာဘလို့ပဲဖြစ်ဖြစ်ပထမအချိန်မှာ တိတိတလာကိုတာခဲ့တယ်။မူကစီတူကိုဘယ်လိုမှအနိုင်ပေးလို့မရတဲ့အနေအထားမျိုးပြမရှိပါဘူး။သို့တော့ဒုတိယချီနဲ့တတိယချီမှာသူရှုံးသွားတယ်။ရှုံးသွားတဲ့အပိုင်းမှာကိုမြင်လာတော့ဘယ်လိုအပိုင်းမှာရှုံးသွားလဲဆိုတော့ပစ်စကဲဘိုင်းမှာရှုံးတယ်လို့ပဲမြင်မိတယ်။ဟုတ်ကဲ့။တကယ်လို့ဒီစူပါရေချမ်းသာက ဟိုဘယ်လိုပြောရမလဲဘူကာစီတိုလိုမျိုးဝိတ်ချထားမယ်ဆိုလို့ရှိရင်ဘူကာစီတိုလိုဖိုင်တာနဲ့ရှင်ပြန်ကြအကြောင်းမရှိဘဲနဲ့နောက်ထပ်ပေါ့နော်ဟိုဝိတ်နေတဲ့ဖိုင်တာမျိုးနဲ့ရှင်ပြန်ရမယ့်အခြေအနေဖြစ်တယ်အဲ့လိုအခြေအနေမျိုးဆိုရင်ရောဒါစူပါရီကျနဲ့ပိုတင်တော်ရဲ့ဝိတ်တန်းဖြစ်နိုင်လိုက်ရဖြစ်နိုင်လာဝင်ကြီးလေးရညီလေးပြောတာဟိုဟိုလောကမှန်တယ်လို့ယုံကြည်တယ်ဥပမာတစ်ခုပဲပြောရမယ်ဥပမာတစ်ခုဆိုတာကိုတို့အခု USC မှာဘိုးနေလဲကြိုးရှုရပါပဲဟုတ်ကဲ့ကြိုးရှုရပါ USC နေနေဆိုရင်တော့ flying weight တန်းတို့တော့ USC ရဲ့ flying weight တန်းဒီ135ပေါင်ကနေ135ပေါင်ကြားမှာထားတာဟုတ်ကဲ့ဂျိုရှူအဗန်ရဲ့အရက်က9ပြီ6လက်မှရှိတယ်ဟုတ်တယ်9ပြီ6လက်မှရှိတဲ့ဂျိုရှူအဗန်ဒီ USC ရဲ့135ပေါင်တန်းမှာထိုးတယ်ဟုတ်ကဲ့ချင်းလာမြန်လာရှိအောင်လို့ကိုနည်းနည်း compare လုပ်ကြည့်တာပေါ့နော်သူကရေချမ်းဒီ9ပြ9လက်မှာပဲရှိတယ်။သူက1ရဲ့ flyweight တန်းမှာထိုးတယ်။သို့တော့1ရဲ့ flyweight တန်းဒီ125ပါမဟုတ်135ပါ။အော ဟုတ်ကဲ့ဂျိုရှုဝါဗန်ကိုကစားသမားမျိုးတောင်မှလုံးဝဒီဝိတ်ကပ်လုတ်လိုက်ပြီးတော့195ပေါင်တန်းအောင်ဆင်းထိုးတယ်ဆင်းထိုးတဲ့အချိန်မှာ performance ကောင်းရတယ်ဒါတော့မှတခါတချို့ပွဲတွေမှာပြီးခဲ့တဲ့ဂျပန်နဲ့ပွဲတွေပါဆိုဂျိုရှုဝါဗန်နဲ့မြင့်နေတာမျိုးနဲ့သွားတွေ့နေတယ်ဟုတ်ကဲ့ဘာကြီးကျောင်းကိုကိုမြင်လာတယ်ဝမ်ချမ်ပီယံရှစ်မှာသူရှုံးခဲ့တဲ့ပွဲပြီးခဲ့တဲ့35တပွဲပဲဖြစ်ဖြစ်ခုမူကစီလိုနဲ့ပွဲပဲဖြစ်ဖြစ်အဓိကရဲ့သူ့ရဲ့အရင်မောင်းလုံးထွေရာ သူ့ရဲ့အားလက်ချက်အဓိကဖြစ်သွားတယ်လို့ကိုမြင်မိတယ်။ဘာကြောင့်လဲဆိုရင်သံဃာသစ်ဆိုရင် ပုံမှန်ဝိတ်က165ရှိတယ်သူအင်တာဗျူးလေးမှာပြောတာရှိတယ်165သုံးမှုန်160ရှိတယ်အဲ့ဒါလေသူ55ကီလိုလောက်ကိုသူဆင်းလေးတကြဝိတ်ကပ်လောက်လာပြီးတော့ဆင်းလာတာမူကာစီတို့ဒီလေအနည်းဆုံးမရှိဘူးဆို160တန်းလောက်ရှိတယ်သူအရက်ငါအားပြီးဆယ်လမ်းမှရှိတယ်မူကာစီတို့ခုလမ်းမှကျော်ဆယ်လမ်းမှရှိတယ်အဲ့တော့သူ့ရမောင်ကဆိုလင်းငူးလို့တဲ့လောင်မြင်းနေတယ်ဆိုလင်းငူးလို့တဲ့လောင်အပြင်မှာဆိုရင်ဘုကစီလိုသူသိကြတယ်လူကောင်းပေါ်ကြီးနေပါအဲ့တော့ဆိုလင်းငူးလို့တဲ့မြင်းနေဆိုလင်းငူးလို့တဲ့ကြီး ့ကဓာသမားမျိုးကိုသူ့ပါရေချမ်းရှင်းထိုးရတာသူစကယ်ပိုင်းဆိုင်ရာလုံးဝအောက်ကျပါတယ်အဲ့ဒါဖြစ်သွားတယ်လို့ကိုမြင်တယ် physical ပိုင်းဆိုင်ရာဆိုတာမှာဘာတွေသွားပါလဲဆိုတော့ physical ပိုင်းဆိုင်ရာဒီအားလက်ချက်သွားရှိတဲ့အတွက်တက်လုံပိုင်းနေမှာပြူရမြန်မယ်ဘာကြောင့်လဲဆိုတော့ကိုတက်ခွန်အားတဲ့ကြီးတဲ့လူကိုပြိုင်ပြီးရုံးရတာကိုကတစရုံးကိုကသုံးစပြန်ရုံးရတယ်အဲ့တော့မြန်မြန်မောလွယ်မယ်နောက် damage ပိုင်းနေ ဒီဝိတ်ကြီးကြီးကစားသမားဝိတ်တန်းကြီးတဲ့ကစားသမားရဲ့ထိုးချက်နဲ့ဒီဝိတ်သေးတဲ့ကစားသမားရဲ့ထိုးချက်တွေဒါမှမဟုတ်ဖြစ်ပုံကြီးလည်းလည်းမတူဘူးဥပမာကဦးလာကိုလိုပြောရတဲ့သုံးမြောင်ဝဲလေးကိုပဲပြောပြောကြည့်မယ်ပြန်ပြီးဥပမာပေးမယ်သုံးမြောင်လို့ဆို160ဝိတ်အကြီးကြီးတဲ့မှာပါတယ်သူတို့တွေမှာဆိုရင်တစ်ချက်ထိတစ်ချက်မောက်ပဲဟုတ်ကဲ့ဥပမာကိုကိုလို store weight တို့အတန် weight တို့ကကစားသမားတွေသုံးလေးချက်ထိချစ်ချစ်လည်းကြာကြင်မှာကြာမှာဘာလို့လဲဆိုတော့ဒီ power line ကိုပါပါတယ်ဝိတ်ရဟုတ်ကဲ့ ဒီစူပါရေချမ်းကိုရှုံးလာမြင်လာတော့ဒီစနစ်ပိုင်းနေလက်တီထွက်လာတဲ့ဘောက်ဆင်စကေးတွေပါတယ်မှာမူကစီတို့ဘာမှမရှုံး။ဘာကြောင့်လဲဆိုတော့အဲ့ဒါကိုမြင်ပြီးတာပထမပတ်ပထမအချိန်မှာဆိုရင်မူကစီတို့ကသူ့ပုံမှန်လာဝင်လာတာ။ဟုတ်ကဲ့။ဒီဖြစ်စရာပိုင်း advantage ရလာတဲ့ဟာကိုသူအုံထပြီးကစားလာမဟုတ်သူကစားနေကြပုံလန်တိုင်းကစားတယ်။အဲ့တော့လက်တီထွက်လာလဲစူပါရေချမ်းကိုမမေ့ဘူး။လက်တီထိုးပေါက်ဆုံလာလဲမမေ့ဘူး။ပြင်မြန်မှုပိုင်းမှာလည်းမူကစီတို့ကမမေ့ဘူး။အဲ့တော့ပထမအချိန်မှာမူကစီတို့နိုင်သွားတယ်။ တော့ဒုတိယကြီးနဲ့တတိယကြီးကြတော့မကွက်စီတော့ဗာပြန်လို့လဲဆိုတော့သူရင်းထုတ်လိုက်တယ်ရင်းထုတ်လဲဆိုတော့ကိုလို့ပြောငါလူကောင်ကြီးရတယ်လူကောင်လဲလိုက်ပြိမယ်ဆိုတဲ့ပုံစံမျိုးငါထုတ်သူမခန့်နိုင်ပါဘူးငါလုံးဝမခန့်နိုင်ပါဘူးဆိုတဲ့ပုံစံမျိုးလဲအရက်ကလည်းမြင်သေးတယ်ညီလေးကဝိတ်ကလည်းကြီးသေးတယ်ဆိုတော့အပေါ်သေးကလည်းဆွဲချုပ်တယ်အဲဂျားလေးကလည်းသူ့ပါရေကြမ်းရုံးနေရတာရုံးနေရတဲ့အတွက်တက်လုံးမိုင်းကလည်းဒုတိယချီတော့ဝက်လောက်မှလည်းအောင်ကုန်သွားတယ်ဘာကြောင့်ကုန်လဲဆိုတော့ကိုကူမြင်လာတော့စူပါရေကြမ်းတော့ကိုလို့တွေ့တယ်သူတို့မလေးကျင်တာလည်းမဟုတ်ဘူးအနေဆိုင်စီကမ်းမရှိတာလည်းမဟုတ်ဘူးသို့သော် မူကစီလိုတဲ့ဆိုင်ကသူက3000လောက်ပုံရောင်းရတယ်။အဲ့တော့မူကစီလိုတဲ့ပို့ပြီးတော့တက်လုံကြတာမြန်တယ်။အားကုန်တာမြန်တယ်လို့ထင်တယ်။ကိုမြင်မိတာတော့အလိုပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ဒီဒီဝေကပ်ပြဿနာကနောက်ပိုင်းမှာမြန်မာဖိုက်တာတွေဒီ1ကိုသွားတဲ့အချိန်မှာအများပြပေါ့နော်။တော်တော်များများကြုံရတဲ့ပြဿနာဖြစ်လာတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကစားသမားတွေအနေနဲ့ပါရီလုံးတင်လေပိဒါကြီးကကျွန်တော်မြန်မာဖိုက်တာအတွက်အရင်ခက်ခဲနေတဲ့အတားအဆီးတစ်ခုဖြစ်ရှိနေတာလား မှန်တကယ်ကတော့ဒီလှုပ်လေလှုပ်တာမရှိတဲ့လူတွေအတွက်လှုပ်လေလှုပ်တာမရှိတဲ့ကစားသမားတွေအတွက်ဆိုတော့ဒါအခက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပုံမှန်နေနေကြစားတောက်နေထိုင်မှုပုံစံလေးကိုပြောင်းမှုလိုတာ哦။ဟုတ်ကဲ့။အဲတော့ဒီအသားကျနေပြီးသားစားတောက်နေထိုင်မှုပုံစံကိုပြောင်းမှုဆိုတာနည်းနည်းလေးတော့ခက်တယ်။ဒါပေမဲ့တကယ်တကယ်လှုပ်လို့ရှိရင်တော့တက်ကြန်လာလေတဲ့ဒီပညာရှင်တွေနဲ့တိုင်ပင်မယ်လှုပ်မယ်ဆိုတော့ဒါခက်ခဲတဲ့အရာလို့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ နော်တကဘာလုံးလုံးနေတာလေဝမ်မမဟုတ် US မမဟုတ်ဒီဘောင်စင်မမဟုတ်တိုက်တိုက်ကွန်ဂိုလို့ခရလေးဒီဝိနဲ့ကစားတဲ့ပွဲလိုက်မှလားအသုံးပြုနေရဟာပဲအဲ့တော့လုံးလုံးမရတော့ခန့်နေတာမျိုးလည်းမဟုတ်ဘူးအဓိကတော့တက်ကြွလာလေဒီဒီပညာရှင်တွေပေါ့နော်ပညာရှင်တွေဒီပြတွေစီမှာကြံ့ကြံ့ယူပြီးလုပ်မယ်ဆိုရင်ဖြစ်နိုင်တဲ့ဟာမျိုးဖြစ်တယ်ဒီနေရာမှာညီလေးမေးတဲ့မေကုံမေကုံပေါ်မူတည်ပြီးတော့ဆက်ဆက်ပြီးတော့ကိုတွေးမိတာလေတခုရှိတယ် ူးလူဒီမြန်မာရိုးရလက်ဝေးရနေဝမ်းအောင်သွားထိုးတယ်မွေထိုင်းအောင်မှထိုးတယ်သုံးမဟုတ်ကစ်ပေါင်စင်အောင်မှထိုးတယ်အဲ့ဒီတော့ဒီကစ်ပေါင်စင်နီးစနစ်တွေမွေထိုင်းနီးစနစ်တွေကိုပို့လို့မြန်မာရိုးရလက်ဝေးသမားတွေဒီသူတို့လောက်ကောင်းမှုမလွယ်ဘူးမွေဟိုထိုင်းတယောက်လောက်မွေထိုင်းကိုကူးလူမြန်မာတွေကကောင်းမှုမလွယ်ဘူးဒီဂျပန်တို့ဘာလို့ထိုးနေကြကစားသမားတွေလားကိုကိုတို့ကကစ်ပေါင်စံကိုကောင်းမှုမလွယ်ဘူးနီးစနစ်ပိုင်းတိုင်ရမှာကိုတို့အများကြီးအားဖြည့်လို့မရဘူး ကိုရအာတန်လည်းဘယ်ဟာအာတန်လည်းအာတန်လည်းဟာလည်းပဲသွားရှင်ပြန်ရမှာဟောလက်သီးဆိုလက်သီးပေါ့နော်မာဘုံဆိုမာဘုံတက်လုံဆိုတက်လုံပေါ့ဟိုသူတို့လို့စုံအောင်ဒီစနစ်ပိုင်းဘိုက်ဖိမယ်ဆိုဖိဖို့ကမလွယ်ဘူးကိုရလုံလို့ရတာဘာလဲဆိုတော့ညီလေးကုနာမေးတယ်မေးပေါ့ကိုရဝိတ်ကတ်ကိုစနစ်တကျလုတ်ပြီးတော့စစ်စကဲပိုင်း advantage ရအောင်လုပ်ဖို့ပဲဒီစနစ်ပိုင်းတွေကရှောက်လိုက်လို့လည်းမရဘူးလိုက်လို့ဟုတ်ကဲ့အချင်းကုန်လို့ကုန်မယ်လို့ပဲကိုမြင်တယ် ဒီလုံးလို့ရတာပါကြည့်လဲဆိုအချိန်တို့အတွင်းမှာလုံးလို့ရတာဒီဝိတ်ကက်လို့ပဲပုံမြင်တယ်။ဟုတ်ကဲ့ဟိုကျွန်တော်တို့ဒါအသုံးသက်တာလဲပြေဆုံးတော့ကြာပြီအဲ့တော့ဒီ twist နဲ့ sign နဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဖြစ်ဆက်ပြောကြားချင်တာရှိရင်တော့ပြောခဲ့တာကြံခဲ့တာတွေရှိရောဘာတွေထပ်ပြီးပြောချင်လို့လဲပဲအဲ့လိုမြန်မာသားသားဖြစ်ပြီးပြောကြရတော့မရှိပါဘူးဒီစူပါရေချမ်းရှုံးနေရှုံးနေဆိုတာကိုလည်းစူပါရေချမ်းကိုလည်းအခုအနေနဲ့တော့ဘယ်လိုပဲပြောပြောအမှတ်ပေးတယ်ဟုတ်ကဲ့ဒီတချို့ဟာတွေဆိုရင် အခြေလိုက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်စူပါဂျီဂျန်ထိုးွားတဲ့ကလင်ရှော့တွေကမူကစီလိုလဲတောင်ပုံများတယ်လို့ခံစားရတယ်ရှုံးတယ်ပြည့်လည်းမမြင်ဘူးဒီထွန်းမအောင်ကိုကြတော့ဒီပြင်းနေုံနဲ့မဟုတ်သူ့ကို congratulation မှာလှုပ်ချင်တယ်သူဝဲလဲဝင်းနေတဲ့အနေထားကနေပြန်ပြီးတော့ဒီ fashion tie fighter တယောက်ကိုအလဲထိုးအနိုင်ရလိုက်တဲ့အတွက်တကယ်လည်းချီးကျူးပါတယ်ခုံလဲခုံပြူပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဗျ ပြပြစုံဖေချပေးရကိုစကောဆက်ပြည်သက်တွေနဲ့ဂျင်နာအားနဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါဦး